အားလုံးမင်္ဂလာပါ Ivan မြန်မာ Audiobook Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Jaw Away ရဲ့ Barmy Stage ကိုဆရာမောင်မြင့်ကျွယ်မြန်မာပြန်ထားတဲ့မြန်မာပြည်မှနေရများဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အခန်းကိုနောက်ရက်တစ်ပတ်နှစ်ပတ်အတွင်းတွင်အဖြစ်ပြက်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်ဥပဒေရှင်နဲ့ဒေါက်တာဘာရာဆွာမီတို့ရန်ပွဲမှာအဆိုးရွားဆုံးအခြေအနေတို့ရောက်ရှိနေလေပြီ။ မြို့တစ်မြို့လုံးနှစ်ချမ်းကွဲသွားသည်တရားသူကြီးအစက်မှဆ ảy ၍ဇေးတွေတွင်တပြက်စီလဲသူအထိမြို့ကန်အားလုံးသည်တစ်ဖက်ဖက်တွင်ပါဝင်နေကြသည်အချိန်ကျရင်မဟုတ်မမှန်ထွက်ဆိုကြရင်ပင်အဆင်သင့်ဖြစ်နေကြလိမ့်မည်တွေ့ရရင်ထိုးအုပ်စုနှစ်ခုအနက်ဒေါက်တာကြီးအုပ်စုမှပို၍လူနေသည့်အပြင်ပုတ်ခတ်ပြောဆိုရ၌အလွန်အားနည်းလျက်ရှိသည်မြမမျိုးချစ်သတင်းစာအယ်ဒီတာသည်အစိုးရကိုအကြီးညိုပြက်စီမှုပုံကန်ထားကြွရန်လှုံ့ဆော်မှုတို့ဖြင့်တရားစွဲခံရပြီးအမှန်ကမရပဲချုံနောက်ခံနေရသည် အဲဒါကိုဖမ်းဆီးခြင်းကြောင့်လူအနေငယ်ပါဝင်သောအထိကယုံကလေးတစ်ခုဖြစ်ပွားခဲ့ရာအစိုးရကပလိမ်များနဲ့နိုင်နင်းလိုသဖြင့်အထိကယုံနဲ့ပါဝင်သူနှစ်ဦးသေဆုံးခဲ့ရသည်ထောင်ထဲတွင်ရင်းအဲဒီတာအစံငတ်ခံဆန္ဒပြတော်လဲ၆နာရီကြာတွင်ဆန္ဒပြမှုကိုပြန်လည်ရုပ်သိမ်းလိုက်သည်ကြောက်တရားတွင်လည်းအခြေအနေမျိုးမျိုးဖြစ်ပေါ်နေသည်ငရွှေအိုးဆိုသောဓမ္မတယောက်သည်ထောင်ထဲမှထူးထူးဆန်းဆန်းလွံ့မြောက်သွားသည်ထို့ပြင်ခရိုင်တစ်ခုလုံး၌တပုံထကြမည်ဆိုသောတည်င်းများပြန့်နှံ့နေသည်တတော်အရေးပိုင်မစ္စတာမက်ဆွဲ၏ တစ်ထုတ်လို့ရေစကန်နဲ့မဝေးလာတော့သုံးခွရွာကလေးကိုအကြောင်းပြု၍ပေါ်ထွက်လာသည့်ထိုကောလာဟာလာတဲ့ရင်သည်အချိန်မြင့်တော့မရှိလာခြင်းဝိဇာတို့မဟုတ်မျက်လက်ဆရာတယောက်ပေါ်ပေါက်လာပြီးထိုပုဂ္ဂိုလ်ကအင်္ဂလိပ်တို့၏အုပ်ဆုံးမှုပြတ်သုံးတော်မူဟုဟောပြောလျက်ရှိသည့်အပြင်ခြေစံမဖောက်ထွင်းနိုင်သောအင်ဂျီများကိုပင်ဖြန့်ဖြူးလျက်ရှိသည်ဟုဆိုသည်မစ္စတာမဂရီကာသည်ထိုကောလာဟာလာများကိုသိမ့်မယုံကြည်တော့လဲလက်နကိုင်းစစ်ပလိတ်များကိုထက်မှန်ဆစ်လုပေးရန်အကြောင်းကြားလိုက်သည်ပြည်ထောင်စစ်ဘုတ်တယောက်ဦးစီးသောကလားစစ်သားတက်ခွဲတခွဲကို ောက်တရားတို့မကြခင်ဆစ်လို့ပြေးလိမ့်မည်ဟုသတင်းရရှိထားသည်။ရဇွေမင်းဝက်စ်ဗီဒီဝိဇာပေါ်တီဆိုသောသတင်းကြားသည့်နေ့တပြိုင်နက်တကယ်ဖြစ်ပါစေဆိုသောမျှော်လင့်ချက်နှင့်တုံးခွားသို့ချက်ချင်းထွက်ခွာသွားသည်။သူကခရီးမထွက်မီအဲလင်စာ။တခြင်းတစ်ခါတော့တကယ်တပုံထတာမျိုးဖြစ်စေခြင်းနဲ့ဒါပေမဲ့ထုံးစံတိုင်းအပြားရှုတော့မှာပါ။တပုံထရရင်းနဲ့ပတ်သက်လိုက်ရင်တကယ်မထခင်ပြည့်ပြည့်သွားတာကြီးပဲ။ကျုပ်တနက်ကဓမြတစ်ယောက်ကိုတော့ပြစ်ခွင့်မရသေးဘူးဆိုရင်မင်းယုံမလား။ကဘာစစ်ကြီးကိုထဲမတွက်ရင်လူမတက်ရ၁၇နှစ်တောင်ရှိသွားပြီ စိတ်ပျက်စရာပဲအေးလေသူတို့ကမဖြစ်စရာကလေးလုပ်ပြီးရှောင်မပြေးဘူးဆိုရင်ခမရခေါင်းဆောင်တွေကိုဖမ်းပြီးဝက်လုံးနဲ့တိတ်တိတ်ကလေးရိုက်နိုင်မှာပေါ့အဲ့ဒါကသူတို့ကိုကြုတ်တို့ရဲ့ထောင်တွေထဲမှာယူရထားတဲ့ဆိုင်ပို့ကောင်းမှာပေါ့အဲလစ်ကပြောလိုက်အင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ခုခေတ်မှာတော့အဲ့ဒါမျိုးလုပ်လို့မရတော့ဘူးအစိတ်မရှိတဲ့ဥပဒေတွေကိုကြုတ်တို့ကပဲပြဋ္ဌာန်းခဲ့တာဆိုတော့လိုက်နာရတော့မှာပေါ့လေအိုးဥပဒေတွေအသာဘေးချိတ်ထားလိုက်ရှာမှာဗမာတွေကိုအတိတ်တရားရလအောင်လုပ်တဲ့နည်းတွေထဲမှာ ဝက်လုံးနဲ့ရိုက်တာတမျိုးပဲရှိတော့တယ်။သူတို့ကိုရိုက်ပြီးတဲ့အခါမျိုးမှာခမမြင်ဘူးတလား။ကျုပ်ကတော့မြင်ဘူးတယ်။သူတို့ကိုထောင်ထဲကနွားလဲတွေနဲ့ထုတ်လာတဲ့အချိန်မှာအော်ဟစ်ပြီးပါလာကြတယ်။သူတို့ရဲ့မယားတွေကထောင်ထားရငပြောတိတွေနဲ့သူတို့ကြောကုန်ကိုအုပ်ပေးပြီးပါလာကြတယ်။အဲ့ဒါမျိုးကိုပဲသူတို့ကနားလဲကြတာ။ကျုပ်မှသာလုံပိုင်ခွင့်ရှိမယ်ဆိုရင်လူတကြီးတွေလုံးတို့ခြေပေါ်အောင်ဒုံးနဲ့ရိုက်မှာပဲ။ကောင်းပြီလေ။သူတို့ကတစ်ချိန်တစ်ခါလောက်တော့ခံပြီးတက်ခိုက်ရတဲ့တတိမျိုးရှိပါစေလို့ဆုတောင်းရမှာပဲ။ ဖန်ဆိုရင်လက်နဲ့ပြည့်စုံတဲ့စစ်ပလိတ်တွေကိုခေါ်လိုက်မယ်လူ3 40လောက်ကိုဖမ်းလိုက်ရင်အားလုံးငြိမ်သွားမှာပဲတို့ရရင် West Street မျောလင်းထားခဲ့တဲ့အခြေအနေမျိုးပါပေါ်ပေါက်လာခဲ့ခြင်းမရှိပါသုံးခွာရာတို့သူနဲ့တူခေါ်သွားသောကော်ရခရဲသားများသည်ကော်ရခတကောက်များကိုသုံးဆွဲခွင့်မရပါထိုခရိုင်သည်စိတ်ပြက်စရာကောင်းလောက်အေဂျင့်တွေဒီကိုတွေ့ကြသည်တပုံထမ်းပြီးအရေးအယံကိုတစုံတစမျှပြင်မကြားကြရမုတ်တုံမိုးကဲ့သို့ပင်ကြေးရွာသူကြေးရွာသားများကတနည်းလင်းတစ်ချိန်လူခွန်တော်မပြည့်ရန်အခွန်ရှောင်ကြသည့်ကိစ္စများကိုသာ တွေ့ရလေသည်။ရာသီဥတုသည်ပို၍ပူပြင်းလာသည်။အဲလစ်ဘက်သည်ဆိုးရွားသောအပူဒဏ်ကိုပထမဦးဆုံးအချိန်ခံစားလိုက်ရသည်။ကလနိုက်တင်းနစ်ကစားပွဲများခြုံငိမ့်တောက်ဖြစ်သွားပြီ။တင်းနစ်ကစားသူများသည်တပွဲပြည့်အောင်ပြင်းပြင်းထန်ထန်ကစားခဲ့ကြပြီးနောက်ကလထိုင်ပေါ်သို့ခြေပြက်လက်ပြက်ထိုင်ကြကမအေးသောတံမြာဖြော်ရီကိုတောက်တုံးကြတော့သည်။မအေးသောတံမြာဖြော်ရီဟုပြောရခြင်းမှာမန္တလေးမှာပို့လိုက်သောရေခဲသည်တပတ်လင်နှစ်ကြိမ်သာရောက်လာလေရှိပြီး ရောက်လာသည့်အခါတွင်လည်း24နှစ်တွင် အရေးပျော်သွားလေရှိသောကြောင့်ဖြစ်သည်စိန်မဲပြင်းများသည့်ရဲရဲနေအောင်ပွင့်နေကြလေမြန်မာမျိုးသမီးများသည့်ခလေးငယ်များအားနေမလောင်စေရန်မျက်နှာကိုတနခါခတ်တူတူလိမ့်ပေးရာအာဖရိကမှပျောကဆရာများနှင့်တူနေသေးတော်သည်ငုံငယ်များနှင့်ဘဲငန်းခတ်ရှိသောငှက်နွားများသည်လည်းဇီလန်တစ်လျှောက်တွင်ညောင်ပင်များမှညောင်သီးများကိုလာရောက်၍စားတောက်နေကြလေပြီ ထိုချိန်ပိုင်းတွင်ဖလိုရီဒီမလမေကိုအိမ်မှနှင်ချလိုက်သည်အလွန်ညစ်ပတ်ဆုတ်ပဲ့ပြီးယွန်စရာကောင်းလာသောကိစ္စပင်မလမေသည်ဖလိုရီ secret ဘူးကိုခိုးယူပြီးဈေးထဲတွင်တရားမဝင်အပေါင်ခံသောတရုတ်ကုန်တဲ့လီရိတ်ထံတွင်တွား၍ပေါင်နံခဲ့သည်ဆိုသောလုံလုံလောက်လောက်အကြောင်းပြစရာအချက်ကရှိနေပေသည်တရားရင်ထိုအကြောင်းပြချက်မှာစင်ချေမျှတာဖြစ်သည်အဲလစ်စဘက်ကြောင့်မလမေအားနှင်ထုတ်လိုက်သည်ဆိုသောကိစ္စကိုအစီကံအားလုံးကသိကြသည်မလမေလည်းသိသည် ဖလိုရီလည်းကောင်းကောင်းသိပါသည်မလမေဤအခေါ်အရဆေးဆိုးထားသောသပင်နှင့်အင်္ဂလိပ်မှကြောင့်မလမေကိုနှင်းချလိုက်ခြင်းပင်ဖြစ်တော်သည်အစပထမတွင်မလမေသည်ပြင်းပြင်းထန်ထန်ငင်းဆန်ခြင်းမရှိပါလီရိတ်သို့မဟုတ်ဈေးထဲတွင်ရှိသောချစ်တီကလာကမလမေအားရူပီငွေတရားထုတ်ပေးမိချက်လက်မဲ့တစ်စောင်းကိုဖလိုရီကရေးပြီးနောက်မလမေအားအလိုမရှိတော့ကြောင်းပြောလိုက်ခြင်းတွင်မလမေသည်စူပုတ်ပုတ်အောင်တို့နှင့်မတ်တရပြီးနားထောင်နေသည်ဖလိုရီသည်မလမေထက်ပင်ပို၍ရှက်နေမိသည်သူသည်မလမေ၏မျက်နှာကိုစိတ်စိတ်မကြည့်ရပါ သူ့အတန်ဒီအပြစ်ရှိသူပမာ၆ကတ်နေသည်မလမေးပစ္စည်းများကိုတဲဆောင်မိနွားလဲရောက်ရှိလာတော့ခါသူဒီထုံမြင့်ကွင်းကိုမမြင်ရတော့သည့်အချိန်ထိအိတ်ခမ်းထဲတွင်တကားပိတ်ပြီးအသာကုတ်နေလိုက်သည်လမ်းပေါ်တွင်နှဲပိန်ကြိတ်တံများပေါ်လာသလိုယောက်ျားများ၏အော်တံများထွက်ပေါ်လာသည်ထို့နောက်တွင်ကကျောက်ဆရာကောင်းလောင်အောင်အဟစ်တံများစုညံစွာထွက်ပေါ်လာတော့သည်ဖလိုရီပြင်သို့ထွက်လာသည်သူတို့သည်ခေဝနေအောင်ကြီးအောက်၌ယုံလာကံလာဖြစ်နေကြသည်မလမေးသည်ခေဝမှာ တိုင်ကိုဖက်တွယ်နေပြီးကိုစံလကမလမေအားတွန်းထုတ်ရန်ကြိုးပမ်းနေသည်ဒေါသဖြစ်နေသောမလမေသည်ကြံရမရဟန်နှင့်ဖလိုရီဘက်သို့လှည့်သခင်သခင်သခင်ထက်ကတည်းလဲအော်ဟစ်နေသည်သူကမလမေအားနှင်ထုတ်ပစ်လိုက်သည့်နောက်တွင် သခင်ဟုခေါ်နေသည့်အတွက်သူနှလုံးသည်နာကျင်သွားလေသည်မဖြစ်တာလေသူကလမ်းမေးလိုက်ဒုက္ကိစ္စမှာမလမေနှင့်မဲ့ရီတို့နှစ်ယောက်စလုံးကစံစုတစ်ခုကိုသူပိုင်သည်ငါပိုင်သည်ဟုအငင်းပွားနေမှုပဲဖြစ်တော်သည် ဖလိုရီကဆန်စုကိုမက်ကြီးအားပေးလိုက်ပြီးနောက်ဂျော်ဂျီပိတိသဘောနဲ့မက်လာမယာရူပင်းငွေနဲ့ချက်ပေးလိုက်သည်ထို့နောက်တကောက်ဖာနှလုံး၏အလဲတွင်တုံတုံမုံမုံနဲ့ခတ်တောက်တောက်ထိုင်နေပြီးပေါ်ပေါ်ရင်ရှိနေသောကြောင်ကလေးကိုလန်တင်ပတ်သက်ပေးနေသည့်မက်လာမယာတင်ဆောင်ထားသောလှည့်သည်အဝေးသို့မောင်းနှင်သွားလေသည်ဖလိုရီကမက်လာမယာထိုကြောင်ကလေးကိုလက်ဆောင်ဖြစ်ပေးခဲ့သည်မှာနှစ်လမျှသာရှိသေးသည်ခက်ဆော့ဆော့ကမက်လာမေကိုနှင်ထုတ်ခဲ့သောကိုဆန်လှသည်ယခုမက်လာမေတကယ်ထွက်ခွာသွားသည့်အချိန်တွင်ဝမ်းမတာမိခြင်း သူစီရဘုရားရှိခိုးကြောင်းတို့တွားရောက်သည့်အခါတွင်မူပို၍ပင်စင်မကောင်းဖြစ်မိတော်၏ကျောက်တရားတို့ခရိယံတဲအောင်စီဟာရောက်ရှိလာသောတနင်္ဂနွေနေ့တွင်ဖလိုရီဒီမြို့မှာပင်ရှိနေသောကြောင့်အခြားလူများနှင့်တူဘုရားရှိခိုးကြောင်းတို့တွားခဲ့သည်ဝိပုလာသူများမှာမစ္စတာဖရန်စစ်မစ္စတာဆမ်ရယ်နှင့်တိုင်းရင်းသားခရိယံ6ယောက်စန်နီယာအသေးစားကလေးကိုတီးသောမစ္စစ်လက်ကာစတင်အပါဝင်စုစုပေါင်း12ယောက်မြတ်သားရှိသည်ဖလိုရီဒီဆနစ်တာကာလာတွင်အတုပပုတ်ရန်ကလွေ ဘုရားကျောင်းသို့ဝိတ္တရန်သွားသည်မှာယခုပထမဦးဆုံးအချိန်ပဲဖြစ်သည်ကိုဇလက်ကစိတ်ပြအားငယ်သည့်လေတံနှင့်အခြားအခြေခံများအားပြောလိုက်သည်ပြဿနာတော့ပေါ်လိမ့်မယ်ကွာငါတို့ကိုလွန်ခဲ့တဲ့ဆယ်ရက်ကစပြီးစောင့်ကြည့်နေခဲ့တယ်သူကတနေ့ကို secret 15လေးအထိ short တောင်းနေတယ်နားလည်းစာမစားခင်ဂျင်းရယ်လည်းမတောက်တော့ဘူးညနေကျရင်မိုးစစ်တွေတခါထက်ရိတ်တယ်သူကငါမသိဘူးလို့ထင်နေတယ်လေအယူပဲပြီးတော့ပိုးရှက်အင်ကြီးအသက်6ထယ်ထပ်မာတယ်ဒါတွေကအင်မတန်ဆိုးတဲ့အတိတ်နမိတ်တွေပဲနောက်သုံးလကြရင် ဒီအိမ်မှာငင်းချက်တာမှုဆိုတာရှိတော့မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ?သူ့လက်ထက်တော့မှာလား။ပဖေက မေးလိုက်။တိတ်ကိုသေးကြတယ်။မျက်နှာပြူတယောက်ဖះရှိခိုးကြောင်းကိုတွားပြီးဆိုရင်အစိုးရအစပဲလို့ပြောနိုင်ပြီ။ကျုပ်တခင်ပေါင်းမြောင်များစွာရဲ့လက်အောက်မှာအလုပ်လုပ်ခဲ့ဘူးတယ်။ဘုံမကြီးဝင်းဘုတ်တခင်ကတော့အစိုးဆုံးပဲ။ငါပြောသည့်ကိုခဏခဏကြော်ကြေးရမလားဆိုပြီးမတင်မအောင်စစ်ဖက်နဲ့ကန့်တယ်။သူမူလာရင်ခေါင်းလွတ်ယုံရှိတဲ့အစီကံတန်းရခေါင်းမိုးချောင်းလုံးပြူနေပြစ်ပြန်ရော။ ဒါပေမဲ့ငါပစည်းပစက်ပြောတတ်တဲ့မျက်နှာဖြူတခင်မလက်အောင်မှာတပတ်လောက်လှုပ်လို့ရမှာထက်ဘုံမူကြီးဝင်းပိုးလက်အောင်မှာဆယ်နှစ်လောက်လှုပ်ချင်တယ်။ငါတို့တခင်အိမ်တော်ပြုတ်ရနေမှာငါလည်းအလုကထွက်မှာပဲ။ဘုကြီးဆမ်မီကပြောလိုက်သည်။ကျုပ်ကတော့သူနဲ့15နှစ်တောင်လှုပ်ခဲ့တဲ့အတွက်အလုကမထွက်ဘူး။ဒါပေမဲ့မိမတယောက်ရောက်လာပြီဆိုရင်ဘာဖြစ်လိမ့်မယ်ဆိုတာကိုတော့သိပါတယ်။အဲ့ဒီမိမကပရိဘောဂရီပေါ်မှာဖုံမှုတစ်ခွက်တွင်ကျုပ်တို့ကိုအောင်းငေါက်လိမ့်မယ်။ကျုပ်တို့တရေတမောက်အိတ်နေတဲ့နေလေခင်းမှာ အိယာကနိုးပြီးလက်ဖိတ်ဖြောခိုင်းနေမယ်။မြို့ကျောင်းထဲကိုအချိန်မျိုးဝင်ကြည့်ပြီးညက်ပတ်တဲ့ပကံတွေနဲ့ဂျုံမုံဘူးတဲ့ကပိုးဟက်တွေနဲ့ပတ်သက်ပြီးစွစွပူလောက်လိုက်မယ်။အဲ့မိမတွေဟာအစီကံတွေကိုဘလို့နှိပ်ဆက်ရမယ်ဆိုတဲ့နီလန်မျိုးမျိုးကိုညမှာတစိမ့်စိမ့်တွေးနေရနဲ့အိမ်မပြောကြဘူးလို့တော့ကြုတ်ထင်တယ်။သူတို့စီမှာဟိုအားကနှစ်ပဲ၊ဒီအားကလေးပဲဆိုပြီးတစ်ပိုင်မှဂျားကဖြတ်ယူလို့မရအောင်ဈေးဘူးတွေကိုရေးမှတ်ထားတယ်။စာအုပ်ညီကလေးတွေရှိတတ်တယ် တခင်တယောက်ကငွေ၅ချက်နဲ့ပတ်သက်ပြီးစကားပြောမှထက်သူတို့ကစစ်တုံဈေးနဲ့ပတ်သက်ပြီးပိုပြီးပလစ်ပလစ်ပြောတတ်ကြတယ်။ဆမ်မီကပြောလိုက်။အေးပါကွာ၊ तू ကမလမိတဲ့ပိုဆိုးမှာပေါ့။ကိုစံလကတမင်းကြီးတစ်ချက်ချားပြီးခြုံငုံ၍ပြောလိုက်။ဤတွင်မပုနဲ့မရပါဝင်ကြံပုတ်ကူများကလည်းတန်ရောက်လိုက်၍တက်ပြင်းချကြတော်သည်။ကိုစံလပြောလိုက်သည့်စကားသည်အမျိုးသမီးများအားကဲ့ရဲ့လိုက်ခြင်းဖြစ်သည်ဟုသူတို့နှစ်ယောက်စလုံးကမယူဆကြခြင်း။အင်္ဂလိပ်မှာများကိုလူမျိုးကွဲများအဖြစ်ယူဆထားကြသည်ဒါမှမဟုတ် လူသားများဟူ၍ပင်မတက်မတ်ကြခြင်းအင်္ဂလိပ်မှများသည့်ကြောက်စရာကောင်းသောကြောင့်အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့်လက်ထက်လိုက်ပါကသူထံတွင်နှစ်ပေါင်းများစွာလုပ်ကိုင်နေကြသောအစီခံများထွက်ပြေးကြရန်အချက်ပေးလိုက်သလိုဖြစ်တတ်ပေသည်အခန်းကိုပြပါပြီအခန်း၁၀ကိုဆက်လက်ဖတ်ပြပေးရမယ်ခင်ဗျာအခန်း၁၀ ကိုဇန်လာ၏ထိတ်လန့်မှုမှာ တကယ်တော့စောလွန်းလာပါသည်။ဖလော်ရီဒီအဲလစ်ဘက်နှင့်ဒီကျွမ်းကဲဒီမှာဆယ်ရက်မြတာရှိခဲ့တည်တိုင်အောင်ပထမနေ့ကထပ်ပေါ်၍ရင်းနှီးမှုရှိခဲ့ခြင်း။မျက်နှာဖြူအများစုသည်တောထဲသို့ရောက်နေကြသဖြင့်သူသည်ဆယ်ရက်လုံးလုံးအဲလစ်ဘက်အတူတည်းမူပိုင်လိုလိုတွေ့ဆုံနိုင်ခဲ့ပေသည်။ယခုလိုအချိန်မျိုးတွင်ကျွန်းသစ်ထုတ်ယူရသည့်အလုပ်ကိုအားကျွမ်းမှန်တဲ့လုပ်ကိုင်လေးရှိသဖြင့်ဖလော်ရီဒီဌာနချုပ်၌အချောင်ခို၍နေခွင့်မရှိပါ။ထို့ပြင်သူမရှိခိုက်အရေးအချင်းမပြေပါသောကပြားကြီးကြဲရေးမှုကြောင့် အဆက်စားရာဒီကိုယ်ကရဖြစ်ရလေရှိသည်နေတိုင်းလိုလိုပင်ကတောင်းကနေဖြစ်နေပြီဟုကြီးကျက်ရင်းမှုထံမှအစီရင်ခံစာများရနေတော်လဲဖလော်ရီဒီဖျားနံဟန်ဆောင်၏မြို့ပေါ်တွင်နေထိုင်ခဲ့ခြင်းဖြစ်သည်စကန်းတွင်စစ်နကောင်မကြမ်းမှမှဖြစ်နေသည်တတုံးမြောက်မြစ်စိတ်သို့ဆွဲပို့ရာတွင်အုံပြူသောမိရထားအင်ဂျင်ဆက်ပြက်နေသည်ကိုလီ15ရောက်ထွက်ပြေးကြသည်တွေ့ရရင်ဖလော်ရီဒီကြောက်တရား၌အဲလစ်ဘက်ရှိနေခြင်းကြောက်တရားမှခွာသွားနိုင်စမ်းမရှိခဲ့ပါသူတို့နှစ်ယောက်ပထမအကြိမ်တွေ့ဆုံကြခြင်းကရရှိခဲ့သောရင်းနှီးမှုကို ပြန်ရအောင်ဆိုတော့ရည်ရွယ်ချက်အားဖြည့်ဆည်းရန်အမြဲတစေကြိုးပမ်းခဲ့တော်လဲမောင်မြင်ခဲ့ပါကြီးသူတို့နှစ်ယောက်သည်နနေခင်းများနှင့်ညနေခင်းများတွင်နေတိုင်းတွေ့ဆုံကြသည်ကလပ်တွင်ညနေတိုင်းတဦးချင်းတင်းနေကစားခဲ့ကြသည်မစ္စစ်လက်ကစတဲမှာပြော့ခွေခွေဖြစ်နေပြီးမစ္စတာလက်ကစတဲမှာနည်းနည်းနာမကျန်းဖြစ်နေပြီးတင်းနေမကစားနိုင်ထို့နောက်သူတို့လေးယောက်သည်ဧကန်းထဲတွင်ထိုင်ပြီးပရဖဲကစားရင်စကားပြောကြသည် Floyd Elizabeth နဲ့နိုင်ပေါင်းများစွာတွေ့ဆုံနေရပြီးမကြာခဏနှစ်ယောက်တည်းတွေ့ရတဲ့တော့လေ ဖလိုရီဒီသူမနဲ့တွေ့ရတဲ့ခါတိုင်းစိတ်မသက်မသာဖြစ်နေလေရှိသည်သူတို့နှစ်ယောက်ဒီအသေးပွဲကိစ္စကလေးများကိုလွတ်လပ်လပ်ပြောဆိုနေထိုင်ကြသည့်တိုင်အောင်တစိမ့်များလို့ခက်ခွာခွာဖြစ်နေလေရှိသည်သူဒီအဲလစ်ဘက်ရှိတွင်တက်တော့တဲနေဖြစ်နေလေရှိသည်သူဒီပားပြင်ပေါ်မှာအမတ်ကြီးအားမိတ်မပြတ်နိုင်သလိုနှစ်ကျင်ရိတ်ထားသောမေးကြီးကလည်းနာကျင်နေသည်အရက်နှင့် secret ကို short တော့သောကြောင့်ခနာကူကလည်းမအီမသာဖြစ်နေသည်ဆယ်ရက်များကြာသောအခါတွင်သူတို့၏ဆက်ဆံရေးကသူဖြစ်စေခြင်းသောပုံစံမျိုးနှင့်မနှိမ့်ဆက်သည် သူဒီအဲလစ်ဘက်အားသူပြောချင်သောပုံစံမျိုးနှင့်စကားပြောနိုင်စွမ်းမရှိခဲ့ပါ။သူမနှင့်စကားပြော၌လေးလေးနက်နက်အကြောင်းအရာများကိုပြောဆိုရမလို့။ထို့ကြောင့်သူတို့ပြောသောစကားများသည်တပြများခွေးများနှင့်တင်းနှင့်ရက်ကတ်များအကြောင်းနဲ့သာတဝဲလေလေဖြစ်နေတတ်သည်။အမျိုးသမီးသည်အခြားကိစ္စများကိုပြောဆိုခြင်းမရှိပါ။သူမနှင့်သက်သောစာအုပ်များကလည်းစိတ်ပျက်စရာ။သူမသည်အသက်ငယ်သေးသည်။နောက်ပိုင်းတွင်သူမသည်သူ့အားနားလည်မည်။သူ့အတွက်လိုအပ်နေသောဘဝခရီးပေါ်ဖြင့်ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုဖလိုရီကသူ့ကိုယ်သူအသိပေးလိုက်သည်။ ်ယခုသူဒီသူမရဲ့ယုံကြည်မှုကိုမရသေးရတာဖြစ်ရပါမည်သူဒီသူမအားအကင်ပပနဲ့ဆက်ဆက်နိုင်စွမ်းမရှိခဲ့ပါသူတို့ပြောဆိုနေကြသောစကားများသည်လေးလေးနက်နက်မရှိလာတော့လေတခါတည်းရင်တွင်အဲလစ်ဘက်အားစိတ်ကတိကောက်ဖြစ်စေခဲ့သည်ထို့သူဖြစ်ရသည်မှာသူပြောသောစကားကြောင့်မဟုတ်ဘဲတွယ်ဝဲညွှန်ဆိုသည့်ကိစ္စများကြောင့်ဖြစ်သည်သူတို့နှုတ်ဦးအကြောင်းတွင်တိတိကျကျဖော်ပြရမရသောမယိမတာဖြစ်မှုမျိုးရှိနေတတ်သည်တို့တိုင်အောင်ထိုမယိမတာဖြစ်မှုသည်ရန်ဖြစ်လို့နှီးပါအစင်တီရောက်သွားတတ်သည လူတယောက်ဒီနိုင်ငံတနိုင်ငံတွင်ကြာရှည်လေးမြင့်နေထိုင်ခဲ့ရပြီးနောက်နောက်ထပ်ရောက်လာသောလူသစ်တယောက်နှင့်အတူတူသွားလာလဲပက်ခွင့်ရသည့်အခါပထမလူကဒုတိယလူအားအဆစအရာရှင်းလင်းပြောပြရမည်မှာမလွဲမရှောင်သာကြုံကြရမည်ကိစ္စပင်ဖြစ်ပေသည်။အဲလစ်ဇဘက်သည်မြန်မာနိုင်ငံနှင့်ပထမဆုံးအကျွမ်းတဝင်ဖြစ်အောင်ကြိုးပမ်းနေရဆဲဖြစ်ရာဖလိုရီကအဲလစ်ဇဘက်၏ဇကပြန်ဖြစ်အဆစအရာကိုရှင်းလင်းပြောပြရမည်မှာတဘာဝကြလာပေသည်။သူစကားချို့နှင့်သူပြောပုံဆိုပုံများသည်သူမ၏ရင်တွင်းမှသဘောထားချင်းမတိုက်ဆိုင်သောအယူဆများကို နှိုးကြလောင်နှိုးချပေးလိုက်တယ်လို့ဖြစ်စေခဲ့တယ်။တိုင်းရင်းသားများအကြောင်းပြောဆိုတိုင်းဖလော်ရီဒီအမြဲလိုလိုတိုင်းရင်းသားများဘက်မှလက်၍ပြောလို့ရှိသည်ဟုအဲလစ်ဘက်ကယူဆထားသည်။သူသည်မြန်မာတို့၏ဒလိထုံးစံများနှင့်အကျင့်စရိုက်ကိုအမြဲတစေချီးမွမ်းခန့်ဖွင့်တတ်သည်တမကအင်္ဂလိပ်တို့၏ဇယနေနဲ့ရှင်၍မြန်မာတို့ကသာတာကြောင်းပြောတတ်သည်။ဒုကိစ္စကအဲလစ်ဘက်၏စိတ်ကိုအနှောက်ယှက်ဖြစ်စေခဲ့သည်။တိုင်းရင်းသားများသည်စိတ်ဝင်စားစရာကောင်းကြတော်လဲ။သူတို့သည်တိုင်းရင်းသားများသာဖြစ်ကြပေသည်။နောက်ဆုံးအနေနဲ့သူတို့သည်မျက်နှာဖြူတို့၏အုပ်ချုပ်မှုကိုခံနေရသော အဆင့်အတန်းနှိမ့်ချဉာဏ်ဖြစ်လာသည့်လူမျိုးများသာဖြစ်ကြပေသည်ဖလိုရီကတိုင်းရင်းသားများကိုလမ်းရောသောသဘောရှိသည်မြေတီကိစ္စကအဲလစ်ဘက်အားစိတ်နှောင့်ယှက်ဖြစ်စေသည်ကိုဖလိုရီဒီယခုအထိမသိသေးခြင်းသူကအဲလစ်ဘက်အားမြန်မာနိုင်ငံကိုသူ့နှစ်သက်သလိုနှစ်သက်စေခြင်းသည်မျက်နှာဖြူတခင်များ၏စိတ်မပါလာသောသဘောထားမျိုးနှင့်မလေ့လာစေလိုလူများစုသည်အခြားနိုင်ငံတကာနိုင်ငံ၌နေထိုင်ရခြင်းတွင်ထိုနိုင်ငံမှလူများအားပြည့်ရပြည့်ပြောဆိုနေရမှသာနေသာထိုင်သာရှိတဲ့ကြောင်းဖလိုရီကမေ့နေသည် သူဒီအခြေတိုင်းနဲ့သက်ဆိုင်သည့်ကိစ္စများ၌အဲလစ်ဘက်အားစိတ်ဝင်စားလာအောင်ဂျိုးပန်းရရင်အားကျိုးမှန်တက်ရှည်လွန်းလာသည်ဥပမာဖလိုရီဒီအဲလစ်ဘက်အားမြန်မာစကားကိုသင်ယူအောင်တွေးဆောင်ခဲ့သည်တို့ရရင်သူကိစ္စမှာမေမေရရအထမြောက်ခြင်းမရှိပါအဲလစ်ဘက်၏အတော်ကသူမအားသာသနာပြုအတန်းဝိုင်းမှအမျိုးသမီးများသာမြန်မာစကားကိုပြောဆိုကြကြောင်းအမျိုးသမီးကောင်းတစ်ယောက်သည်မိဖို့ကြောင့်သုံးဥရဒူစကားကိုတက်မြောက်ထားပါကလုံလောက်ကြောင်းရှင်းပြခဲ့သည်သူတို့နှစ်ယောက်ကြားတွင်ထိုကဲ့သို့သောမရင်မတွက်နိုင်သည့်သဘောထားကွဲလွဲမှုကလေးများရှိခဲ့သည် ဖလော်ရီယူဆာများသည်မျက်နှာပြူတစ်ယောက်တွင်ရှိတည်သောယူဆာများမဟုတ်ကြောင်းအဲလစ်ဘက်ကဝိုဒိုဝါဒါရိတ်မိသည်ထင်းနေရှားရှားနားလည်လာသည့်ကိစ္စမှာဖလော်ရီကမိမိအားမြန်မာလူမျိုးများကိုနှစ်သက်ရင်တမကမျက်နှာမဲပိုင်ရှင်မြန်မာလူမျိုးများအားမျက်နှိုးလောင်တိုက်တွန်းနေခြင်းဖြစ်ကြောင်းသိလာသည်ထိုလူများသည်လူရိုင်းတတများရှိလျာသူတို့၏အသွင်ပြင်ကိုမြေယုံမျှနှင့်အဲလစ်ဘက်အားတုံ့လောက်သွားစေလေသည်ထိုအကြောင်းအရာမှာနှီးမျိုးစုံနှင့်ပေါ်ထွက်လာတတ်သည်အဲလစ်ဘက်သည်လမ်းပေါ်၌ဖြစ်ဆောင်သွားသောမြန်မာလူမျိုးတစ်တိုင်အား ဆက်စုချင်းတဝက်ယွန်ရှာချင်းတဝက်ပါသောမျိုးလုံးများနဲ့လိုက်ကြည့်ပြီးနောက်မြေသူကိုမဆိုပြောမိပုံစံအတိုင်းဖလိုရီအားပြောလိုက်သည်အဲ့လူတွေကအန်ဂျင်စရာကောင်းလောင်ရုပ်ဆိုးကြရင်နော်ဟုတ်ရဲ့လားကျုပ်ကတော့မြန်မာလူမျိုးတွေဟာအင်မတန်ချစ်စရာကောင်းတဲ့လူတွေပဲလို့အမြဲထင်ထားတာအင်မတန်ကြည်ကောင်းတဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေကိုကြည့်ပါဦးဟိုလူပခုံးကောကြီးရုပ်အတိုင်းပဲအင်္ဂလန်ကလူတွေဒီမှာလို့အင်ဂျီချွတ်ပြီးတောလာနေဘယ်လိုမြင်ကြရမလဲဆိုတာကိုစဉ်းစားကြည့်ပါဦး ဒါပေမဲ့သူတို့ခေါင်းတွေကကြောက်စရာပုံစံတွေပါလားခေါင်းကုန်တွေကကြောင်ကောင်းလို့နောက်ကိုလန်းနေသူတို့နှစ်ဖူးတွေကနောက်ဘက်ကိုလန်းနေတဲ့အတွက်မြေုံနဲ့ကြောက်စရာကောင်းနေတယ်အဲ့လိုနှစ်ဖူးပိုင်ရှင်မျိုးဟာရာဇွက်ကောင်တွေပဲဆိုတာကိုမဂ္ဂဇင်းတစ်ခုထဲမှာကျွန်မဖတ်ဘူးတယ်ဘလို့လဲဗျာလွန်လှကြည်လားကဘာပေါ်ကလူဦးရေတဝက်လောက်မှာအဲ့လိုနှစ်ဖူးမျိုးရှိကြတာပဲဥစ္စာအင်းလေရှင်ကအသားရောင်ရှိတဲ့လူတွေကိုစင်းထဲမှာထည့်ပြီးရေတွက်မယ်ဆိုရင်တော့ဟုတ်တာပေါ့လေအဲလစ်ဘက်ဒီမြန်မာမျိုးသမီးများကိုမြန်မာအမျိုးသားများထပ်ပင် ပို့၍ယွန်ရှာသေးသည်ရေတွင်းသို့သွားနေသောမြမမျိုးသမီးတစ်သက်အားကြည်ကသူတို့ကြည့်ရယွန်ရှာမကောင်းဘူးလားတရိတ်ဆန်တစ်မျိုးလိုတိတ်ကိုကြမ်းတက်တာပဲအဲ့ဒီမျိုးသမီးတွေကိုချစ်စရာကောင်းတယ်လို့ဘယ်သူကများထင်ကြမလဲနော်သူတို့အမျိုးသားတွေကနှစ်သက်ကြမှာပေါ့ဟုတ်မှာပေါ့လေဒါပေမဲ့မဲနဲ့နေရဲ့အသားရောင်ဘယ်သူတွေကဘလို့လုတ်ပြီးတင်းကြီးခံနိုင်မလဲဆိုတာကျမတော့မတွေးတတ်ဘူးတိုင်းမဲ့လူရီယာအသားညိုတဲ့ကိစ္စအောင်အချိန်ကြာလာနဲ့မြတိခံလို့ရလာတတ်ကြပါရဲ့ တကယ်ပြောရမယ်ဆိုရင်နှစ်တော်ကြာလာတော့ဒီလိုနိုင်ငံတွေမှာအသားညိုတာကအသားဖြူတာထက်ပိုသဘာဝကျပါတယ်။တကဘာလုံးကိုပဲခြုံကြည့်လေ။အသားဖြူတဲ့လူတွေကအိုးကြောင်ကြောင်တွေဖြစ်နေကြတာ။ရှင်းစီမှာခက်ကြောင်ကြောင်တွေးခေါ်မျိုးတွေရှိသားပဲ။အင်းနည်းဖြင့်မပြည့်လည်မှုများသည်ထက်တလဲလဲဖြစ်ပေါ်နေလျော်သည်။ Florence ကိုင်းမှသည် Elizabeth ပို့ချင်းနဲ့ဖွယ်မကောင်းသလိုခိုင်လုံမှုမရှိသလိုလို့ခံစားနေရသည်။ထိုကိစ္စမှာတညက်နေတွင်မျက်နှာဖြူတိုင်းဝန်ကစွန့်ပယ်ထားသော Mr. Francis နဲ့ Mr. Samuel တို့အား ဖလိုရီကကလက်ကေဝါ၌အတွေ့ခံ၍စကားစမိပြောခဲ့သည့်ညနေခင်း၌ပို့၍မပြေမလည်ဖြစ်ခဲ့ရသည်ဖြစ်ပုံမှာကလက်တို့ဖလိုရီထက်မိနစ်အနည်းငယ်ချောရောက်ရှိလာသောအဲလစ်ဇဘက်သည်ဖလိုရီ၏အတန်ကိုဂေးဝါတွင်ကြားလိုက်ရသောကြောင့်သူနှင့်တွေ့ဆုံရန်တင်းနစ်ကွင်းနောက်ကထယံကြီးကိုကြွေပဲ့၍ထွက်လာခဲ့သည်မျက်နှာပြူကာပြားနှစ်ယောက်သည်မစ္စတာဖလိုရီအားခွင်းနှကောင်ကအစာတောင်းနေသလိုစကားတရွတ်တပြောနေသည်ဖရန်စစ်သည်အိန္ဒိယတောင်ပိုင်းမှအမျိုးသမီးတူဦးသားဖြစ်သောကြောင့်အသားကဆေးရွက်ကြီးလိုညိုးနေသည် ဆမရိမိခင်ကမူကရင်မျိုးသမီးဖြစ်သောကြောင့်သူ၏အသားရောင်သည်အဝါရောင်ဖြော့ဖြော့ဖြစ်ပြီးစပင်ကမူနီကျင်ကျင်ဖြစ်နေသည်သူတို့နှစ်ယောက်စလုံးသည်တာတာနာနာမရှိလာသောဝတ်စုံများကိုဝတ်ဆင်ထားကြသည်သူတို့နှစ်ယောက်စလုံးအဲလစ်ဇဘက်အားမြင်လိုက်ကြသည့်အခါပြုံးပြလိုက်ကြသည်သူတို့သည်အင်္ဂလိပ်အမျိုးသမီးတစ်ယောက်နှင့်စကားပြောခွင့်မရခဲ့သည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပုံရသည်ဖရန်စစ်ကခရီးမှရေလွတ်သလိုတွတ်တွတ်ပြောလိမ့်မိင်္ဂလာညနေခင်းမှာမတန်မိင်္ဂလာညနေခင်းမှာမတန်နဲ့တီကျွမ်းရတဲ့အတွက်အထူးပဲခုံယူမိပါတယ် ဒီအပိုင်းမှာတော့တော်တော်ကလေးပူပြင်းပါတယ်။ဒါပေမဲ့ဧပြီလမှာထုံးစံပါပဲ။မနက်ကတော့အပူဒဏ်ကိုတိတ်ခံရမှာမဟုတ်ဘူးလို့ထင်ပါတယ်။အပူလောင်ခံရတဲ့နေရာပေါ်မှာမကြီးသေးကိုထောင်းပြီးအုံထားရင်မမားနိုင်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်းညာတိုင်းဒုက္ခရောက်ပါတယ်။ကျွန်တော်တို့လိုဥရောပတိုက်သားတွေအတွက်အင်မတန်ဒုက္ခပေးတဲ့ဝေဒနာပါပဲ။အဲလစ်ဘက်ကအပြေမပေးကြည်။သူမကကပြားနှစ်ယောက်အားခက်တီတီနဲ့ကြည့်နေသည်သူတို့နှစ်ယောက်သည်မြည်သူမြူဝါများဖြစ်ကြောင်းဝိုးဒိုဝါတာသိထားသည်ဖြင့်သူတို့ကသူမအားလာစကားပြောကြသည်မှာ ရိုင်းလွန်သည်ဟုယူဆလိုက်သည်ဖလိုရီကပြောလိုက်ကျေးဇူးတင်ပါတယ်မကြီးသည့်အကြောင်းမှတ်သားထားလိုက်ပါမယ်အဲ့ဒါကတော့တရုတ်ဆရာဝန်တယောက်ရဲ့လက်ဆွဲဆေးနေပါနောက်တစ်ချက်ကလည်းဧပြီလမှာအုတ်ထုတ်ဆန်းအောင်နေတယ်မလုံလောက်တော့ဘူးတိုင်းသားတွေကခံနိုင်ရှိကြတော့ဘာမှမဖြစ်ကြဘူးလေကျွန်တော်တို့အတွက်နေလောင်တဲ့ဝေဒနာဟာကြောက်စရာအကောင်းဆုံးပဲမျက်နှာဖြူရဲ့ခေါင်းပေါ်မှာကြက်ရောက်လာတဲ့နေဟာတိတ်ဆိုးတယ်ဒါပေမဲ့ကျွန်တော်ကြောင့်ခမည်းတော်အတင်းဆွဲထားသလိုဖြစ်နေပြီလားမလဲသူကဆိပ်ပြက်လက်ပြက်လေးတန်နဲ့ပြောလိုက်ချင်းဖြစ်သည် တော်ရင်အဲလစ်ဘက်ကဘူကာပြများအားနှိမ်လွှတ်ရန်ဆုံးဖြတ်ပြီးလေပြီဖလိုရီကသူတို့အားအဘဲကြောင့်လက်ခံရေးစကားပြောနေတယ်ကိုသူမှနားမလည်နိုင်ပါကြီးသူမသည်တင်းနေကွင်းဘက်သို့ခက်မှန်မှန်ပြန်လျှောက်သွားခြင်းတွင်တင်းနေကစားရန်အချိန်လွန်သွားပြီဖြစ်ကြောင်းတတိပေးသည့်သဘောနှင့်သူမကတင်းနေရက်ကတ်ကိုလေထဲတွင်လေ့ကျင့်သည့်ပုံစံမျိုးတစ်ချက်ရိုက်ပြလိုက်သည်ဖလိုရီသည်သူမ၏လှူရှားမှုကိုမြင်လိုက်ရသောကြောင့်သူနောက်ကခက်အင်တင်တင်နှင့်လိုက်ခဲ့တော်သည်ဖရန်စစ်သည်စိတ်ပြတ်စရာကောင်းသူဖြစ်တော်လဲအဲလစ်ဘက်ကဖရန်စစ်အားနှိမ်သည်ကိုဖလိုရီမလိုလားကြီး ကျုပ်တော့မှဖြစ်မယ်ဗျမင်္ဂလာညနေခင်းမှာ French မင်္ဂလာညနေခင်းမှာ Simran Flory ကပြောလိုက်မင်္ဂလာညနေခင်းမှာခင်ဗျာမင်္ဂလာညနေခင်းမှာမတန်သူတို့ကအုတ်ထုတ်ကိုဝှေ့ရမ်းပြရင်ပြန်ထွက်သွားကြတော့ဒီ Flory ကသူ့မအနာတို့ရောက်ရှိလာခြင်းတွင် Elizabeth ကမေးလိုက်သူတို့ညောင်ဘသူတွေလဲသူတို့ထူးဆန်းတဲ့တက်တော်တွေပဲသူတို့နေနေတော့ကလည်းဖျားရှိကိုကြောင်းတွေမှာရှိခဲ့သေးတယ်တယောက်ကတော့မျက်နှာဖြူနှီးပါပဲသူကအင်္ဂလိပ်လူမျိုးတော့မဟုတ်ဘူးထင်ပါရဲ့မဟုတ်ပါဘူးသူတို့ကမျက်နှာဖြူဖခင်နဲ့ တိုင်းရင်းသားမိခင်တွေကမွေးဖွားလာကြတယ်ဘူကာပြားတွေသူတို့ကိုကြည်စေတဲ့သဘောနဲ့ဘူပိုက်ဝါတွေလို့ခေါ်ကြတယ်သူတို့ကဒီမှာဘာလာလုပ်နေကြရတယ်ဘာမှနေကြတယ်သူတို့ကအလုပ်ကောလုပ်ကြတယ်လားသူတို့ကဈေးထဲမှာတောက်တူမေးရလုပ်ပြီးအသက်မွေးကြတယ်ဖရန်စစ်ကပတ်စံချီးတဲ့ကလားတယောက်စီမှာစေးရီသဘောမျိုးဝင်လုံနေတယ်လို့ကြုတ်ထင်တယ်ဆင်မရယ်ကတော့ရှစ်နေရီစီမှာစေးရီလုတ်တယ်နဲ့တူတယ်ဒါပေမဲ့သူတို့တိုင်းရင်းသားတွေကသာကျွေးမွေးထောက်ပံ့မထားရင်မကြခဏငက်ပြက်နေကြမယ်နဲ့တူတယ် ။ဘာလဲ။သူတို့အတိုင်းသားရေးစီမှာတောင်းရန်စားရတယ်လို့ရှင်ကဆိုလို့ရှင်တာလား။ချုပ်ကအဲ့လိုပဲထင်နေ။တကယ်သာလုံရဲမယ်ဆိုရင်အဲ့ဒီကိစ္စတိတ်လွယ်တယ်လို့ပဲ။မြန်မာလူမျိုးတွေကဘသူကိုမှအစားအစာမငတ်စေရဘူး။အဲလစ်ဘက်ဒီထိုကဲ့သို့သောကိစ္စမျိုးကိုမြေကြီးအခါမှာမကြဘူးခဲ့ကြီး။မျက်နှာဖြူကာပြားသည့်တိုင်းသားများ၏အလယ်၌ဆင်းရဲနေသည့်ဆိုသောကိစ္စကသူမှအားသွေးပြက်စေသောကြောင့်လမ်းလျှောက်နေငါပင်ခိတရက်တန်သွားပြီးတင်းနေကစားပွဲကိုအနှင်းငယ်နောက်ကျသွားစေခဲ့သည်။ဆိုးလိုက်တာရှင်။အေးလေတော်တော်မကောင်းတဲ့နမူနာပဲ ျမတို့လိုမျက်နှာဖြူတွေကတရရောက်ဖြစ်နေတယ်လို့ဆိုတယ်။အဲ့နှစ်ယောက်အတွက်ဘာမှလုပ်ပေးလို့မရတော့ဘူးလား။သူတို့အတွက်ပတ်စံကောက်ပြီးသူတို့ကိုဒီနေရာနဲ့အဝေးကြီးကိုပို့ပေးလို့မရဘူးလား။အဲ့လိုလုပ်လို့လည်းတိတ်ထူးကြမယ်မထင်ဘူး။သူတို့ဘယ်ကိုပဲသွားသွားဒီလိုပဲဖြစ်နေမှာပဲ။ဒါပေမဲ့သူတို့ကထထိုက်တယ်နဲ့အလုပ်မျိုးကိုရှာမရကြတော့ဘူးလား။ကျုပ်ကတော့တဲမထင်ဘူး။သူတို့လိုဈေးထဲမှာကြီးပြီးပညာသင်ကြားခွင့်မရသူတွေဟာစကားရေကန်ဆိုးပြီလို့သာမှတ်လိုက်ပြီးတော့မျက်နှာဖြူတွေကသူတို့ကိုခဝွေးကရှောင်ကြတ ပြီးတော့လည်းသူတို့ကိုအစိုးရအငယ်တန်းယာတုတွေမှာဝင်ပြီးတာဝန်ထမ်းဆောင်ခွင့်မပေးပြန်ဘူးဒီတော့သူတို့ဟာမျက်နှာပြူအစ်စ်တွေဆိုတဲ့ဟန်ဆောင်မှုတွေကိုဖတ်တွေ့မထားကြဘူးဆိုရင်တောင်းရန်တာကလွဲလို့ဘာများလုံနိုင်ကြမှာလဲမင်းကသူတို့ကိုအဲ့လိုလုံးလိမ့်မယ်လို့တကယ်ပဲထင်သလားသူတို့ကိုယ်ထဲမှာပါတဲ့မျက်နှာပြူသွေးတစ်ဆက်နှစ်ဆက်ဟာသူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းကုန်မယ်ဟိုတနာစရာကောင်းတဲ့ Francis ရဲ့လူသူ့ကိုတကားမှမတွေ့ဘူးပဲမဲ့သူကအိုက်ဆက်ဆက်ကြီးဖြစ်နေတယ်လို့စကားဆပြောရတာပဲဒီလိုလေတိုင်းသားတွေကပူတဲ့အိုက်တက်တံကိုခဏရင်ရှိကြတယ်လို့ယုံကြည်ကြတယ် အတိတ်ပဲတိတ်မရှိလာပေမဲ့လူတွေကအဲ့ဒီလိုပဲယုံကြည်ကြတယ်။သူတို့ကဖောက်အုပ်ထုပ်ကြီးတွေရှောင်းကြတာဟာသူတို့လည်းမျက်နှာဖြူဖြစ်ကြောင်းပြတ်တာချင်းချလို့ပဲ။သို့တော့အဲလစ်ဘက်မကြည်နဲ့ပါ။ဖလိုရီဒီထုံးစံအတိုင်းဘုကပြပြားအားတိတ်တဆိတ်ဂူနာတက်နေသည်ဟုယူဆလိုက်သည်။ဖလိုနီယိုဤပုံမှန်ကိုမြင်ရသည်မှာရုပ်ရှင်ထဲတွင်လူစိုးခန်းကပါသောမက်ဆီကန်များအီတာလီယန်များနဲ့တူသည်ဟုထင်လိုက်သည်။သူတို့ကစိတ်ပြက်စရာကောင်းလောင်ပျက်စီးနေသူတွေနဲ့မတူဘူးလား။ကြုံလီလီပင်ကက်ကက်နဲ့ဆုတ်ပြက်နေတဲ့ပြင် မျက်နှာတွေကလည်းရိုးသားပုံမရဘူးဒီဘုကာပြားတွေကအင်မတန်ညံဖြစ်နေလူတွေလို့ကျွန်မထင်တယ်ကာပြားတွေကနှစ်ဖက်မျိုးနွယ်တွေရှိကအညံဖြစ်တွေကိုကြည့်အမွေအဖြစ်ရတယ်လို့ကျွန်မကြားဘူးတယ်အဲ့ဒါမှန်ရင်လားအဲ့ဒါမှန်တယ်လားတော့ကျုံမသိဘူးဘုကာပြားအများစုဟာစံထားလောက်တဲ့လူတွေတော့မဟုတ်ကြဘူးသူတို့ကိုပြုစုကြွေးမွေးတဲ့အနေထားကလည်းစံထားလောက်တဲ့လူတွေဖြစ်မလာနိုင်ဘူးဒါပေမဲ့သူတို့နဲ့ပတ်သက်တဲ့ကျုပ်တို့ရဲ့သဘောထားကလည်းစိုးလွန်းနေ။ကျုပ်တို့ကသူတို့ကိုမြေကြီးတဲကထပ်ပေါက်လာတဲ့မှုတွေလိုသဘောထားပြီးပြောတတ်ကြတယ်။ ဒါပေမဲ့ဘာပဲပြောပြောသူတို့လူဖြစ်လာတာနဲ့ပတ်သက်ပြီးကျုပ်တို့မှာတာဝန်ရှိတယ်။သူတို့လူဖြစ်လာတာနဲ့ပတ်သက်ပြီးတာဝန်ရှိတယ်ဟုတ်လား။အေးလေသူတို့မှာဖခင်ဆိုတာရှိကြတာပဲ။ဟုတ်တော့ဟုတ်တာပေါ့ဒါပေမဲ့ရှင်းမှတာဝန်မရှိပါဘူး။ကျမဆိုလိုတာကအင်တန်နေကြတဲ့လူတွေကဒါတိုင်းရင်းသူတွေနဲ့အဆက်ဆံလုပ်ကြမှာပေါ့။ဟုတ်တာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်စလုံးရဲ့ဖခင်တွေကခရစ်ယာန်ဘုန်းတော်ကြီးတွေပဲ။ Floridy သူမန္တလေးတွင်ရှိခြင်း1913ခုနှစ်ကသူဖြည့်ဆည်းခဲ့သော ဘိုကာပြားမှာကလေးရိုဆာမဖီကိုပြန်တွေ့မိသည်တရုတ်ကံများပိတ်ထားသောမြင်းရဲ့ထလုံးနဲ့တော်ရင်တို့ခိုးချောင်ခိုးဝဲသွားခဲ့ပုံဘူးနယ်လိုလိန်နေသောရိုဆာ၏ဇပင်ကောက်ကလေးများမှောင်နေသောအေကန်တဲ့တွင်လက်ဖက်ရည်နှင့်ဧကန်သောမြမမိခင်အိုကြီးထို့နောက်သူကအဆက်အသွယ်ဖြစ်လိုက်သည့်အခါရေမွေးဆွထားသောဆာရက်ပေါ်၌တနာစပွဲဖြစ်အောင်ရေးထားသောဆာများအဆက်မပြတ်ရောက်ရှိလာပုံနောက်ဆုံးတွင်သူကဆာဥိကိုပင်မဖွင့်တော်ပုံတို့ကိုပြန်တရီရလာသည်အဲလစ်ဘတ်သည်တင်းနစ်ကစားအပြီးတွင်ဖရန်စစ်နှင့်ဆင်မီရယ်တို့အကြောင်းကိုပင်ထပ်ပြောပြန် ခုဘူကာပြန်းတယောက်ကိုဒီမှာရှိတဲ့လူတွေကအဆက်ဆက်လောက်ကြသလားသူတို့အိမ်တွေကိုအလဲလာဖို့ဖိတ်ကြရမျိုးရှိသလားဘယ်ရလားမခေါ်ကြပါဘူးဒီလူတွေကတကယ်အပေခံနေပဲသူတို့နဲ့စကားပြောဖို့တော့စဉ်းစားကြတာမဟုတ်ဘူးကျုပ်တို့အများစုကတော့သူတို့ကို good morning ဆိုတာလောက်တော့ပြောကြတယ်အဲလစ်ကဆိုရင်အဲ့လောက်ကိုတော့မပြောဘူးဒါပေမဲ့ရှင်ကတော့သူတို့နဲ့စကားပြောရင်တော့ဟုတ်ပါတယ်ကျုပ်ကတော့တစ်ခါတလေစီကံဖောက်တယ်ဆိုလိုတာကမျက်နှာပြူတခင်တယောက်သူတို့နဲ့စကားဆင်ပြောတာမျိုးကိုတော့တွေ့ကြရမှာမဟုတ်ပေမဲ့ တခါတလေကျုပ်ကမျက်နှာပြူသခင်တယောက်ရဲ့ပုံစံမျိုးမဖြစ်အောင်တမင်လုတ်တက်သေးတယ်။ဘလို့စကားသည်အလွန်မလိမ္မာသောမှတ်ချက်ပင်ဖြစ်သည်။ယခုချိန်တွင်အဲလစ်ဇဘက်သည်မျက်နှာပြူသခင်ဆိုသောဝါကြရဲ့အတိတ်ပဲကိုနားလည်သဘောပေါက်နေလိမ့်ပြီ။ဖလိုရီမှတ်ချက်ကသူတို့နှစ်ယောက်၏အမြင်သဘောထားတို့ကိုပို၍ကွဲပြားသွားစေခဲ့သည်။အဲလစ်ဇဘက်ကသူအားခက်ထထန်မျက်နှာထားနှင့်လန့်ချီလိုက်။တို့တန်အောင်သူသည်သူမအားနားလည်ခြင်းမရှိသေးသလိုသူမ၏ယုံကြည်ကိုးစားမှုကိုလည်းမယားသေးပါ။ တို့ရရင်အပြင်ပန်းနိုင်မှုသူတို့နှစ်ယောက်ကြားတွင်ဆူဆူရွာပြဿနာများဖြစ်မလာခဲ့သေးကြ။တို့ဒီ eligible အားတခါတရံတွင်စိတ်တူစေခဲ့တယ်လေ။ပထမတွေ့ကြတဲ့နေခင်ကသူအားထင်ကြီးစေသည့်အခြေအနေမျိုးတို့ပြန်မရောက်သေးကြ။ယခုချိန်တွင် eligible သည် Flory အမှတ်ကြီးအားတတိမထမိတယ်လို့ရှိနေဒီမှာထူးဆန်းနေသည့်ပြင်သူပြောသောအကြောင်းအရာချို့ကိုလည်း eligible နားထောင်လို့စိတ်ရှိနေသေးသည်။ဥပမာသူမသည်အမဲလိုက်သည့်ကိစ္စတွင်စိတ်ဝင်စားပုံရသည်။မင်းကလေးတယောက်ဖို့အမဲလိုက်သည့်ကိစ္စကိုစိတ်ဝင်စားသည်မှာအတော်ပင်ထူးခြားပေသည်။ သူမသည်မြင်းစည်းရသည်ကိုလည်းဝါသနာပါသည်တို့ရရင်ဖလိုရီဒီမြင်းချောင်းသိမ့်မသည်လားသူကသူမအားတရရက်တွင်အမဲပစ်ခေါ်သွားရင်စီစဉ်ထားသည်သူတို့နှစ်ယောက်၏ရည်ရွယ်ချက်များမှာ မတူညီကြတော့လဲအမဲပစ်ထွက်ရမည့်နေ့ကိုနှစ်ယောက်စလုံးကစိတ်ဝင်တစားစောင့်မျှော်နေကြလေသည်ကန်တဆက်ပြေးပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာခုလိုဆော်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သားဖို့ဖိတ်ခေါ်ချင်ပါတယ်မကြခင်မှာနောက်တစ်ခါအောင်ဆက်လက်ဖပြပေးပါမယ်ခင်ဗျာ